အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အစ္စရေးနဲ့အာရပ်ကမ္ဘာတို့တိုက်ခိုက်ခဲ့တဲ့6ရက်တာစစ်ပွဲကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဆက်လက်ရှုစားပေးကြပါအောင်ခင်ဗျာဗီဒီယိုလေးမစတဲ့ခင်မှာတောင်းဆိုစရာတခုလိုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးတီကြည့်ရှုပေးဖို့ရန်တော်ပဲဖြစ်ပါတယ်အတော့ကျွန်တော်တို့ဇလန်းလေးပုံစားလိုက်ကြအောင်ခင်ဗျာ1969ခုနှစ်ဇွန်လ9ရက်မှ10ရက်အတွင်းအစ္စရေးနိုင်ငံနဲ့ သူ့ရဲ့အိမ်နီးချင်းတွေဖြစ်ကြတဲ့အီဂျစ်၊ရခင်က United Arab Emirates နိုင်ငံ UAE လို့ခေါ်တဲ့အီဂျစ်နိုင်ငံနဲ့ Jordan, Syria တို့ကြား6ရက်တာစပွဲဖြစ်ပွားခဲ့ပါတယ်။ဒီစပွဲရဲ့မူလစင်မြေမှာနှစ်ပေါင်းများစွာစုပြုံလာခဲ့တဲ့မဏိပခတွေနဲ့ချစ်ချင်းပေါ်ပေါက်လာတဲ့အရေးကိစ္စတွေကြောင့်လည်းဖြစ်ပါတယ်။အစ္စရေးနိုင်ငံတည်ထောင်မှုပါလက်စတိုင်းဒုက္ခသည်များပြဿနာ1956ခုနှစ်စူအတ်ဒူမြောင်ရေးခင်မှာအစ္စရေးရဲ့ပါဝင်မှုတို့ကအာရဗ်နိုင်ငံတွေအတွက် မကြေနပ်ဖွယ်ရာချက်များဖြင့်ရှိနေခဲ့ပါတယ်။အီဂျစ်သမ္မတဂမာအဗဒယ်နက်ဆာဦးဆောင်တဲ့အာရပ်အမျိုးသားရေးဝါဒီတွေကအစ္စရေးရဲ့တရှိမှုကိုစန့်ကျင်ပြီးတော့ယဟူဒီလူမျိုးတွေကိုပြင်းထန်စွာချိန်ချမှုတွေပြုလုပ်ခဲ့ကြပါတယ်။1960ခုနှစ်လုံးတွေမှာနောက်တဲ့အခါမှာအစ္စရေးနဲ့အာရပ်နိုင်ငံတွေကြားမှာဆက်ဆံရေးကပိုမိုတင်းမာလာခဲ့ပြီးနေဆက်တွေမှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားလာခဲ့ပါတယ်။ 1969ခုနှစ်ဧပြီလမှာစီးရီးယားတပ်တွေကစစ်မဲ့ဇုံတွင်းမှာလေထုံနေတဲ့ Israel Tractor တစ်စီးကိုပြစ်ခတ်ခဲ့ရကနေစပြီးတော့အခြေအနေတွေကပုံမူဆိုးရွားလာတာစစ်မဖြစ်ခင်လေတပ်တိုက်ပွဲတွေအထိဖြစ်ပွားခဲ့ပါတယ်။ထိုနှစ်မေလမှာဆိုဗီယက်ပြည်ထောင်စုက Israel ရဲ့ရွေကြမ်းနဲ့ပတ်သက်ပြီးတဲ့ မှားရွေးတဲ့တရင်ချက်လက်တွေပေးအပ်ပြီးတဲ့နောက်အီဂျစ်အစိုးရကစူးအပ်ဒူးမြောင်အရေးကြီးတဲ့ကဆိုင်းနိုင်ကျုံးဆွယ်မှာတက်ဆွဲထားတဲ့ဥလာသမကငိမ့်ချမ်းရေးတပ်တွေကိုနှင်ထုတ်ခဲ့ပြီးတော့အစ္စရေးရဲ့နိုင်ငံတကာရေပင်ဖြစ်တဲ့အေဒင်ပင်လယ်ကွေ့တီရန်ရေလက်ကျသို့သွားရောက်ခွင့်ကိုပိတ်ပင်မယ်လို့ကြေညာခဲ့ပါတယ်အစ္စရေးအစိုးရကတော့ဤသို့ပိတ်ပင်ချက်ကိုအစ္စရေးနိုင်ငံကစစ်ကြေညာချက်တရက်ဖြစ်သတ်မှတ်ခဲ့ပါတယ်လို့လည်း ခြေအနေတွေကတနေ့တခြားတင်းမာလာခဲ့ပါတယ်။နှစ်ဖက်စလုံးကသူတို့ရဲ့တပ်တွေကိုစူးစီးခဲ့ကြပါတယ်။အဲ့ဒီနောက်တလအတွင်းမှာပဲ Israel တပ်တွေကအာအသင်ပွဲတိုက်ခိုက်မှုတရက်ကိုစတင်ခဲ့ပြီး6ရက်ကြာစစ်ပွဲစတင်ခဲ့ပါတယ်။ရှေးယူအမြင်တွေက Israel ရဲ့လုံဆောင်ချက်တွေမှာသတိထားစင်ကြယ်လိုအပ်တယ်လို့ဆိုနိုင်ပြီးတော့စစ်ပွဲဖြစ်ပွားရတဲ့အဓိကတရက်မှာ Egypt ဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဒါပေမဲ့နိုင်ငံရေးသိပ္ပံပညာရှင် Ziv Maoz ရဲ့အဆိုအရ အခုခါမှာပညာရှင်အများစုကဤရေးမပါတဲ့လူလားအပ်တဲ့အရှိန်မြင့်တက်မှုဖြစ်စဉ်ရှုပ်ထွေးမှုကြောင့်ဖြစ်ပြီးအားလုံးကရှောင်လွဲလို့တော့လဲအဆုံးတွင်အားလုံးမှာတာဝန်ရှိတယ်လို့သုံးသပ်ပြထားပါတယ်။ဤจิตတမရနဆာက1969ခုနှစ်မေလ23ရက်နေ့မှာအီရန်ရေလက်ကြားမှာအစ္စရေးသင်္ဘောများဖြတ်သန်းခွင့်ကိုပိတ်ပင်ခြင်းကအစ္စရေးကို တိုက်ခိုက်ရန်အကြောင်းပြချက်ပေးလိုက်တာကိုကောင်းမွန်စွာသိရှိခဲ့ပါတယ်။ဆိုင်းနိုင်ကျုံးဆယ်မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေကိုရုတ်သိမ်းရန်တောင်းဆိုခြင်းနဲ့အတူအထူးသဖြင့်တီရန်ရေလက်ကြမ်းမှအစ္စရေးသင်္ဘောများဝင်ရောက်ခွင့်ကိုတားဆီးခြင်းတို့ဖြင့်လည်းစစ်ပွဲမဖြစ်မနေဖြစ်ပေါ်လာစေတဲ့အချက်များဖြင့်လူများကလက်ခံထားကြပါတယ်။ပညာရှင်များပြားကဒီစစ်ပွဲကိုကာကွယ်ရေးအတွက်ကြိုတင်တိုက်ခိုက်မှုရဲ့ဆန်းနမူနာတစ်ခုဖြစ်သတ်မှတ်ကြပေမဲ့လည်း27ရာစုသမိုင်းပညာရှင်အချို့ကအစ္စရေးဟာကာကွယ်ရေးအတွက်သာလှုံ့ဆော်ခဲ့တဲ့ဆိုသောအမြင်ကိုငင်းဆိုလျက်ရှိကြပါတယ်။ က်လက်ပြီးတော့စစ်ဖြစ်ပွားရတဲ့အကြောင်းရင်းများကိုတင်ဆက်ပြသပေးခြင်းလိုပါတယ်။ခေါင်း956ခုနဲ့ SUSAK ဝီဂျန်အောက်ဤချက်ကစိုင်းနိုင်ဂျိုးစံကကုလသမဂ္ဂအရေးပေါ်တပွဲ UNEF ကိုတပ်ဆွဲခွင့်ပြုခဲ့ပြီး1949ခုနှစ်စစ်ပြေငြိမ်းရေးသဘောတူညီချက်အားလုံးကိုလိုက်နာရလဲသဘောတူညီခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးက UNEF တပ်များကို၎င်းရဲ့မြေပေါ်သို့ဝင်ရောက်ခွင့်မပြုခဲ့ပါဘူး။နောက်နှစ်တင်မှာအစ္စရေးနဲ့အာရဗ်နိုင်ငံတွေ ထူးသဖြင့်စီးရီးယားနဲ့ဂျာမန်နယ်စပ်တိုက်ပွဲငွေများတောက်လျှောက်ဖြစ်ပွားလာခဲ့ပါတယ်1966ခုနှစ်နိုဝင်ဘာလအစောပိုင်းမှာစီးရီးယားနဲ့အီဂျစ်တို့ကပူးတွဲကာကွယ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ထိုနှစ်ကနိုဝင်ဘာ23ရက်မှာအစ္စရေးစစ်တပ်ကဂျော်ဒန်အုပ်ချုပ်နေတဲ့အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ဆာမူရွာကိုစတိုက်ခိုက်ခဲ့ပါတယ်ဤတိုက်ခိုက်မှုမှာပါလက်စတိုင်းလူမျိုးရေးအဖွဲ့ရဲ့ယောက်ျားတိုက်ခိုက်မှုများ အထူးသဖြင့်လူသွုံးဦးသေဆုံးခဲ့တဲ့မိုင်းတက်ခတ်မှုကိုတုံ့ပြန်တဲ့အနေဖြင့်ဖြစ်တံပြန်တုံ့ပြန်တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲဂျော်ဒန်တပ်အများစုက အစ္စရေးစစ်တပ်နဲ့ရင်ဆိုင်တိုက်ခိုက်ရမှာအလေမြန်ပဲရှုံးနေခဲ့ပါတယ်။ဂျော်ဒန်ဘုရင်ဟူစင်ကအီဂျစ်သမ္မတနက်ဆာကိုဂျော်ဒန်ကိုကူညီဖို့ကန့်ကွက်ခဲ့တယ်လို့ဝေဖန်ခဲ့ပြီး UNEF ရဲ့အခြေအနေနောက်မှာအုံကွယ်နေခြင်းလို့ဆွဆွဲခဲ့ပါတယ်။ ကုလသမဂ္ဂကောင်စီကအစ္စရေးကိုချုပ်ချခဲ့ပြီးအမေရိကန်၊ဗြိတိန်၊ပြင်သစ်နဲ့ဆိုဗီယက်ပြည်ထောင်စုတို့ကလည်းပြစ်တင်ချုပ်ချခဲ့ပါတယ်။1968ခုနှစ်ဧပြီလ9ရက်နေ့မှာအစ္စရေးကဆီးရီးယားကိုစတင်ကျူးကျော်တိုက်ခိုက်ပါတော့တယ်။ဆိုဗီယက်ပြည်ထောင်စုကလည်းအီဂျစ်နဲ့ချုပ်ဆိုထားတဲ့ဥတွဲကာကွယ်ရေးသဘောတူညီချက်ကိုအသုံးပြုရန်တိုက်တွန်းခဲ့ပါတယ်။1969မေလမှာ NACSA ကဆိုဗီယက်ပြည်ထောင်စုထံမှအစ္စရေးတပ်များ စီးရီးယားနယ်စပ်တွင်စုယုံနေတယ်လို့မှားယွင်းတဲ့သတင်းချက်လက်တွေကိုရရှိခဲ့ပါတယ်။နက်ဆာကမေလ16ရက်နေ့အစ္စရေးနယ်စပ်မှာရှိတဲ့ဇိုင်းနိုင်ကျွန်းဆက်မှာတပ်တွေကိုစုယုံခဲ့ပြီးမေလ19ရက်နေ့မှာ UNEF တပ်တွေကိုဂါဇာနဲ့ဇိုင်းနိုင်မှာတင်ထုတ်ခဲ့တာရှာအယ်ရှိတ်ကြီး UNEF ရဲ့တပ်စခန်းတွေကိုတိမ့်ပိုက်ခဲ့ပါတယ်။ဒီနေရာမှာအီရန်ရေလက်ကြောင်းကိုကြီးရှုနိုင်တဲ့ဗဟုချမ်းမှဖြစ်ပါတယ်။ အစ္စရေးက1958ခုနှစ်ကလိုပဲတီရန်ရေလက်ကြားပိတ်ဆို့မှုကိုစစ်ကြေညာချက်တရအဖြစ်သတ်မှတ်မယ်လို့ထပ်လောင်းကြေညာခဲ့ပါတယ်။နက်ဆာကမေလ22ရက်နေ့နဲ့23ရက်နေ့မှာတီရန်ရေလက်ကြားကိုအစ္စရေးသင်္ဘောများအတွက်ပိတ်ပင်လိုက်ကြောင်းကြေညာခဲ့ပါတယ်။မေလ30ရက်နေ့မှာဂျော်ဒန်နဲ့အီဂျစ်တို့ကကာကွယ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။နောက်တစ်ရက်မှာဂျော်ဒန်ရဲ့ဖိတ်ခေါ်မှုနဲ့အီရန်တပ်တွေက ဂျော်ဒန်နိုင်ငံတွင်သူစစ်တီနဲ့ခြေလျင်တပ်များစတင်ချထားခဲ့ပါတယ်။နောက်ပိုင်းမှာအီဂျစ်တပ်ဖွဲ့များကလည်းထပ်မံပြီးတော့အဆိုပါတပ်ဖွဲ့ကိုပန်ပိုးခဲ့ပါတယ်။ဇွန်လ၁ရက်နေ့အစ္စရေးကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခဲ့ပြီးဇွန်လ၄ရက်နေ့မှာစစ်ထိုးရန်ဆုံးဖြတ်ခဲ့ပါတယ်။နောက်တနေ့နေ့နက်မှာအစ္စရေးက Operation Focus လို့ခေါ်တဲ့ကြီးမားတဲ့အားသင့်တွေလေကြောင်းတိုက်ခိုက်မှုကိုစတင်ခဲ့ပြီး၆ရက်မြောက်နေ့စစ်ပွဲကိုအစပြုလိုက်ပါတယ်။ 1948စစ်ပွဲပြီးပြာထန်းခဲ့တဲ့စစ်ပြေနေရေးသဘောတူညီချက်အရအစ္စရေးနဲ့ဆီးရီးယားနယ်စပ်မှာစစ်မဲ့ဆုံး DM ဆက်များတတ်မှတ်ခဲ့ပေမဲ့လည်းနောက်နှစ်များအတွင်းမှာအစ္စရေးဘက်ကဒီစုံတွေကိုတဖြည်းဖြည်းချွဲထွင်ကဝင်ရောက်လာခဲ့ပါတော့တယ်။ကုလသမဂ္ဂစစ်တပ်မှတ်တမ်းတွေရအစ္စရေးတပ်တွေကအာရတ်ကျေးရွာတွေမှာကျေးရွာသားတွေကိုအတင်းကျပ်နှင်ထုတ်ပြီးအင်ဂျီများကိုလည်းဖျက်ဆီးခဲ့ကြအောင်ဟောပြထားပါတယ်။ ဒီချက်ကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှကန့်ကွက်ခဲ့ပေမဲ့အစ္စရေးဘက်မှဆက်လက်တိုး၍လှုံ့ဆော်ခဲ့ပါတယ်။1968ခုနှစ်မှာအစ္စရေးကာကွယ်ရေးဝန်ကြီးမိုရှေတာရန်က1949မှ1969အတွင်းအစ္စရေးမူဝါဒမှာနေမီချို့ကိုတင်းယူပြီးရန်သူများလက်လျှော့သည့်အထိစုကင်ထားရန်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။သူကဆက်လက်ပြီးတော့ဒီနည်းနဲ့စစ်ပြေငြိမ်းရေးသဘောတူညီချက်မြင့်ကြောင်းတွေကိုစစ်မဖြစ်သေးသောစစ်ရေးလုံရများဖြင့် ြောင်းလဲခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။ဒါပြင်ဒါရန်က1969ခုနှစ်ဧပြီလ9ရက်မတိုင်မီစီးရီးယားနဲ့ပြစ်ပွားခဲ့တဲ့နယ်စပ်တိုက်ပွဲတွေရဲ့80ရာခိုင်နှုန်းကျော်ကိုအစ္စရေးတပ်မှစတင်ခဲ့ကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။အမိုင်းပညာရှင်မိုက်ကယ်အိုရန်ကဒီချက်ကိုအချို့သောအမှန်တရားများပါဝင်တယ်လို့လက်ခံထားပေမဲ့အစ္စရေးရဲ့လုပ်ရည်တွေကိုရှုတ်ချခဲ့ပါတယ်။ သူ့ရဲ့ပြောစကားအရဣဇရေလဟာမြောင်ပိုင်းစစ်မဲ့ဆောင်များကို၎င်းရဲ့အချုပ်ချာအာဏာငယ်မြေဖြစ်မှတ်ယူခဲ့တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့လည်းဂလူစကာကဒီမျိုးကိုပြန်လည်သုံးသပ်တဲ့အခါမှာဣဇရေလရဲ့ DMZ ဘော်ကိုချုပ်ချာအာဏာကိုကုလသမဂ္ဂမှအတိမတ်မပြုခဲ့ပါလို့ညင်းဆိုခဲ့ပါတယ်။အမှန်မှာ1952ခုနှစ်ကလေးကဒီတိန်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကဣဇရေလအမြင်ကိုညင်းပယ်ခဲ့ပြီး1969ခုနှစ်ဇန်နဝါရီလမှာ အစ္စရေးက DMZ ပေါ်ကိုချုပ်ချာအာဏာပြန်လည်တောင်းဆိုခဲ့ပါတယ်။စီးရီးယားဘက်ကလည်းအများပြည်သူကိုထုတ်ပြန်တဲ့ကြေညာချက်များအရတင်းမာမှုမြင့်တက်ရခြင်းမှာအစ္စရေးဘက်မှစီးရီးယားပေါ်ကြီးမားတဲ့စီရေးလုပ်ငန်းစဉ်တစ်ခုစတင်ရန်အကြောင်းပြချက်ရှာဖွေနေခြင်းနဲ့စစ်မဲ့ဆောင်တွင်မှကြန့်ရှိနေတဲ့ RF လေသမားတွေထံမှနေအမည်တွေကိုဆက်လက်သိမ်းယူလိုခြင်းကြောင့်ဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ IDF ၏အရာရှိဟောင်းသမိုင်းပညာရှင်မိုရှီရွှမ်ရဲ့ အစိုးရဂျော်ဒန်စစ်တပ်နဲ့အရက်ဖတ်စစ်ဖတ်ခေါင်းဆောင်တွေက အစ္စရေးရဲ့အဓိကညီမချက်မှာအနောက်ဖက်ကမ်းရိုးတော့ကိုတင်ပတ်ရန်ဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်။သူတို့ရဲ့အမြင်အရအစ္စရေးဟာအာရဗ်နိုင်ငံအားလုံးကိုစစ်ပွဲတစ်ခုအတွက်သို့ဆွဲခေါ်ရန်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဆာမူရွာတိုက်ခိုက်မှုပြီးမှစိုးရိမ်မှုတွေကဂျော်ဒန်၏စစ်တွေပါဝင်ရန်ဆုံးဖြတ်ချက်ချမှတ်ရတဲ့အဓိကချက်ဖြစ်လာခဲ့ပါတယ်။ဂျော်ဒန်ဘုရင်ဟူစိန်မှလည်း ဂျော်ဒန်စစ်တွင်ပါဝင်သည်ဖြစ်စေမပါဝင်သည်ဖြစ်စေအစ္စရေးကအနောက်ဘက်ကမ်းရိုးတွေကိုသိမ်းပိုက်မည်ကိုခိုင်မာစွာယုံကြည်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ဒီရန်ကြီးလက်ကြားအပိတ်ခံရခြင်းဆိုတဲ့အကြောင်းအရာကိုဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်။အောင်969ခုနှစ်မေလ23ရက်နေ့မှာတော့အီဂျစ်နိုင်ငံကအစ္စရေးလန်တက်ဆင်ထားတဲ့တင်မောတွေနဲ့အစ္စရေးကိုမဟာဗျူဟာမြောက်ပစ္စည်းများတင်ဆောင်လာတဲ့တင်ပေါ်အလုံးကိုဒီရန်ကြီးလက်ကြားမှာဖြတ်တန်းခွင့် ိုတားမြစ်ကြောင်းကြေညာခဲ့ပါတယ်။အစ္စရေးအလံအားဤပင်လယ်ကွက်တွင်ဖြတ်တန်းခွင့်လုံးဝမရှိစေရလို့အီဂျစ်သမ္မတနာဆာကမိန့်ကြားခဲ့ပါတယ်။ရေရင်းမြစ်အငင်းပတ်မှုဂျော်ဒန်ရဲ့အစီအစဉ်ကဂျော်ဒန်ကျိုင်းဝန်းမှာရှိတဲ့ရေရင်းမြစ်တွေကိုစနစ်တကျဖွံ့ဖြိုးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဖွဲ့ UNRWA မှရေးဆွဲတဲ့အစီအစဉ်ဖြစ်ပြီးတော့အာရဗ်ခေါင်းဆောင်ကြီးနာဆာပါဝင်ဂျော်ဒန်နဲ့အစ္စရေးတို့ကသဘောတူညီခဲ့ကြပါတယ်။ 1964ခုနှစ်မှာအစ္စရေးကဂျော့စတန်ရဲ့အစီအစဉ်နဲ့ညီ၎င်းရဲ့အမျိုးသားရေးပို့ဆောင်ရေးစနစ်အတွက်ဂျော်ဒန်မြစ်မှရေကိုစတင်ထုတ်ယူခဲ့ရာအာရှမိုက်နယ်သို့ရောက်ရှိလာမိရေပမာဏလျော့နေသွားခဲ့ပါတယ်။1964ခုနှစ်ဇန်နဝါရီလမှာတော့ ိုင်ရိုမြို့မှာကျင်းပတဲ့အာရက်လီကာထိပ်သီးစည်းဝေးကအစ္စရေးရဲ့လွှဲပြောင်းမှုဟာအာရက်တို့ရဲ့အတက်မူးဝမ်းကြောင်းအတွက်ကြီးမားသောချိန်ချောက်မှုဖြစ်စေတယ်လို့ဆိုတာဆုံးဖြတ်ချက်ချမှတ်ကအစ္စရေးရဲ့ပို့ဆောင်ရေးစနစ်ရဲ့35ရာခိုင်နှုန်းကိုရှော့ချဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဂျော်ဒန်မြစ်ရဲ့အရင်းမြစ်တွေကိုရာမုတ်မြစ်သို့လွှဲပြောင်းရန်စီစဉ်ခဲ့ပေမဲ့ဒီစီစဉ်ကဤပညာပိုင်းရာအလွန်ခက်ခဲပြီးကုန်ကျစရိတ်တွေကလည်းများလွန်းနေခဲ့ပါတယ်။နောက်တစ်နှစ်မှာတော့အာရက်နိုင်ငံကြီးဟာ ရေလွှဲပြောင်းရေးစီမံကိန်းကိုစတင်ကောင်းထည့်ပေါ်ခဲ့ပါတယ်။ဒီစီမံကိန်းဟာအာနီယာမြေကြီးကိုအစ္စရေးနဲ့ဂါလီလဲအိုင်တို့မရောက်စေဘဲမူခိုင်ပါမှာဆက်တီဆောက်ပြီးတော့ဂျော်ဒန်နဲ့ဆီယူရီးယားတို့ကအသုံးပြုရန်စီစဉ်ခဲ့ပါတယ်။ထို့သူဟာရှာဘာနီမြေကြီးကိုလက်ဘနွန်နိုင်ငံမှာရှိတဲ့လီတာနီမြေတို့လွှဲပြောင်းရန်လည်းစီစဉ်ခဲ့ပါတယ်။ဒီလုပ်ငန်းတွေအောင်မြင်ပါကအစ္စရေးရဲ့ရေပို့ဆောင်ရေးစနစ်ရဲ့ဇွမ်းဆောင်ရေးရဲ့ 35ရာခိုင်နှုန်းနဲ့စုစုပေါင်းရေထောက်ပံ့မှု17ရာခိုင်နှုန်းထက်လျော့နေသွားမယ်ဖြစ်တယ်လို့လည်းတွက်ချက်ထားခဲ့ပါတယ်1956ခုနှစ်မတ်လနဲ့မေလဩဂုတ်လတို့မှာတော့အစ္စရေးကာကွယ်တပ်မတော် IDF ကဆီးရီးယားမှာရှိတဲ့ရေလွှဲပြောင်းရေးလုပ်ငန်းတွေကိုစတင်တိုက်ခိုက်ခဲ့ပါတော့တယ်ဒီဖြစ်ရက်ကနယ်စပ်ဒေသမှာရှိတဲ့အကြမ်းဖက်မှုတွေကိုပုံမှန်မြင့်တက်စေခဲ့ကနောက်ပိုင်းမှာတော့စစ်ဖြစ်ွားရတဲ့အကြောင်းရင်းတွေကတခုဖြစ်လာခဲ့ပါတော့တယ် စစ်မဖြစ်မီကအခြေအနေများဦးစင်ကဘယ်အာရဗ်နိုင်ငံကမှအစ္စရေးနိုင်ငံကိုနိုင်ငံတစ်ခုအနေနဲ့အတိမတ်မပြုတ်ခဲ့ပါဘူးဆိုဗီယက်ယူနီယံရဲ့မဟာမိတ်ဖြစ်နေတဲ့ဆီးရီးယားနိုင်ငံက1960ပြည့်နှစ်လို့နှစ်များအစောပိုင်းမှာလွတ်မြောက်ရေးပြည်သူစစ်အနေနဲ့အစ္စရေးမှာတပုံတွေကိုတိုက်ခိုက်မှုများစတင်လှုပ်ဆောင်မှုရဲ့အားပေးခဲ့ပါတယ်ဤလှုပ်ဆောင်မှုကဘာသာပါတီယာဒီရဲမှတန်ကွက်မှုများကိုလမ်းလွှဲရန်ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ် 1960ပြည်နှစ်စက်တင်ဘာလမှာတော့ဥလားသမဂထွေထွေညီလာခံ၌ NASA ကပါလက်စတိုင်းပြည်ထနာအတွက်တခုတည်းသောဖြည့်ရှင်းနည်းမှာအမှန်ဖြစ်မိကအခြေအနေကိုပြန်သွားရန်ဖြစ်တယ်လို့ဆိုထားပါတယ်။ဆိုလိုတာကတော့ Israel နိုင်ငံရဲ့တည်ရှိမှုကိုပယ်ဖျက်ရန်ပဲဖြစ်ပါတယ်။1964ခုနှစ်မှာ၎င်းကအာရပ်လူမျိုးများကိုပါလက်စတိုင်းသို့ပြန်ပို့ပြီးပါလက်စတိုင်းကိုအာရပ်လူမျိုးများထံပြန်ပို့မည်သည့်ငါတို့သည်အနာယူမည်မဟုတ်လို့ကြေညာခဲ့ပါတယ်။ 1965ခုနှစ်မှာတော့မတို့ဟာတဲခန္ဓာရဖြင့်ဖုံးလွှမ်းနေသောပါလက်စတိုင်းသို့ဝင်ရောက်ပါသွေးများဖြင့်ဆွဆွနေသောပါလက်စတိုင်းသို့သာဝင်ရောက်မည်ဟုထပ်မံပြောကြားခဲ့ပါတယ်။အစ္စရေးနိုင်ငံတည်ထောင်ပြီး12နှစ်နီးပါးကြာတော့လည်းပဲ အိန်နီချင်းအာရဗ်နိုင်ငံတွေထက်မှဘယ်နိုင်ငံကမှအစ္စရေးနိုင်ငံနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ပြုလုပ်ရန်ဒါမှမဟုတ်လို့ရှိရင်၎င်းရဲ့တည်ရှိမှုကိုအတိမတ်ပြုရန်စံတာမရှိခဲ့ပါဘူး။1965ခုနှစ်မှာတူနီရှားသမ္မတဟာဘစ်ဘူကီပါကဂျယ်ရီကိုညှို့လိုက်ပြောကြားခဲ့ရမှာတော့အာရဗ်ကဘာကဒီချီနေကိုရင်ဆိုင်ပြီးအစ္စရေးနဲ့ညှိနှိုင်းတဲ့အကြောင်းကိုအကြံပြုခဲ့ပေမဲ့အခြားအာရဗ်နိုင်ငံတွေကအီဆိုကိုလုံးဝလက်မခံခဲ့ကြပါဘူး ထက်လက်ပြီးတော့ဆင်းမဖြစ်မီကာလများတွင်ဖြစ်ရက်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ Israel နဲ့ Jordan စာမှုကြေးရွာတိုက်ခိုက်မှု1965ခုနှစ်ဇန်နဝါရီလမှာတော့ Fax အဖွဲ့ရဲ့တိုက်ခိုက်ရေးလှုပ်ရှားမှုများစတင်ချိန်မှာစပြီးတော့ Jordan နဲ့ Israel ကြားစစ်ပြေငြိမ်းရေးမြင်းတစ်လျှောက်တင်းမာမှုများမြင့်တက်လာခဲ့ပါတယ်။ Syria ကထိုလှုပ်ရှားမှုကိုထောက်ခံပေမဲ့လည်းဤကျင့်နဲ့ Jordan တို့က PLO တပုံများအား မိမိတို့နယ်မြေမှာလှုပ်ရှားခွင့်မပြုခဲ့ပါ1965ခုနှစ်နောက်ပိုင်းမှာတော့အစ္စရေးကိုတိုက်ခတ်မှုအများစုမှာစီးရီးယားနယ်စပ်မှာစတင်ဖြစ်ပွားခဲ့ပါတယ်ဂျော်ဒန်ဘုရင်ဟူစိန်အတွက်ဒီအခြေအနေမှာအလွန်ကိုအချိုးမမျှပါသူ့ရဲ့နိုင်ငံမှာပါလက်စတိုင်းလူရေအများစု နေထိုင်နေခြင်းကြောင့်အစ္စရေးနဲ့ပူးပေါင်းဟန်ပေါက်ရန်ရှောင်ရှားခဲ့ပါတယ်သို့တော့သူ့ရဲ့ဓာစီမှုများမှာလည်းအပြေအဝအောင်မြင်မှုမရှိခဲ့ပါဘူး 1966ခုနှစ်တွင်နယ်ဆောင်းဦးကာလတွင်မှာတော့ PLO ကအစ္စရေးနယ်မြေတွေကိုစတင်ပြီးတော့ထိုးစစ်ဆင်နွှဲခဲ့ပါပြီးအစ္စရေးအရတားနဲ့စစ်ဘက်ဆိုင်ရာအသေးဆုံးဒဏ်ရာရှိမှုများလည်းဖြစ်ပေါ်စေခဲ့ပါတယ်1966ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာတော့အစ္စရေးနယ်စပ်ကတပ်ဖွဲ့တစ်ခုကို မိုင်းခွဲတိုက်ခိုက်ခံရပြီးစစ်သား3ဦးသေဆုံးက6ဦးထိဒဏ်ရာရရှိခဲ့ပါတယ်။အစ္စရေးဘက်ကဤမိုင်းကိုအနောက်ဘက်ကမ်းရိုးတန်းရဲ့ တောင်ပတ်မှာရှိတဲ့ fax အခြေဆိုင်ရာမူစာကြေးရွာမှာတပုံများက ထောင်တယ်လို့ယူဆခဲ့ပါတယ်။ဒီဖြစ်ရကြောင်း Israel ဆိုရက ရှက်တာအမိရှိတဲ့ကြီးမားတဲ့စစ်စင်ရေးတခုကိုအတည်ပြုခဲ့ပါတယ်။ November 12ရက်နေ့မှာတော့ Jordan ဘရင်ဟူစိန်က American တမ်မကြီး Walwood Babu ထံမှာဝန်내ကြောင်းစာဆောင်ကိုပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ဘာဘူးကအရေးကြီးမလို့အဲ့လိုထင်ကစာကိုရုံးပိတ်ရအတွင်းပေးပို့ခြင်းမပြုခဲ့ပါဘူး။ နိုဝင်ဘာ23ရက်နေ့နနက်မှာတော့အစ္စရေးကာကွယ်ရေးတပ်မတော် IDF ကဂျော်ဒန်နယ်ဆက်ကိုဖျက်ချော်ကအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ဇာမူကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တပ်ဖွဲ့မှာတင်ကားတွေလေယာဉ်ပြန်တွေနဲ့အားဖြည့်ထားတဲ့စစ်သား3000မှ4000ဒီပါဝင်ခဲ့ပြီးတော့အဓိကအပြင်ဇာမူကျေးရွာနဲ့ကျေးရွာငယ်တွေရောက် ဘူးတီတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အစ္စရေးစစ်တပ်တွေကြေးရွာသို့ဝင်ရောက်လာတဲ့အခါမှာတော့ဂျော်ဒန်တပ်မတော်ကဒီထန်စွာ ခုခံတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွင်မှာဂျော်ဒန်စစ်သား16ဦး၊အရက်သား3ဦးတေဆုံးခဲ့ပြီးတော့စစ်သား54ဦး၊အရက်သား69ဦးဒဏ်ရာရရှိခဲ့ပါတယ်။အစ္စရေးဘက်မှာတော့ဘုံမှုကြီးရုရှားဟန်ပါဝင် စစ်သား၁၀ဦးတန်ရာရရှိခဲ့ပါတယ်။ဒီတိုက်ပွဲဟာမနက်6နာရီမှစတင်ပြီးတော့မနက်7နာရီထိသာကြာမြင့်ခဲ့ပေမဲ့နှစ်ဖက်စလုံးအတွက်ကြီးမားတဲ့အရေးပါမှုတွေရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့စာမှုဖြစ်စဉ်ရဲ့နောက်ဆက်တွဲဆိုးကျများကြောင့်ကိုတင်ဆက်ပေးလိုပါတယ်။ဦးစိန်ကဒီစစ်စင်ရေးကြောင့်သစ္စာဖောက်တယ်လို့ခံစားခဲ့ရပါတယ်။ထိုချက်ကအစ္စရေးနဲ့ဂျော်ဒန်နိုင်ငံတို့ကြားမှာယခင်ကတည်းကအားနည်းနေခဲ့တဲ့ယုံကြည်မှုကိုလုံးဝပြန်စည်းသွားစေခဲ့ပါတယ်။ ယင်းမတိုင်မီကသူဟာအစ္စရေးနိုင်ငံသားယဝင်ကြီးဟောင်းများဖြစ်တဲ့အဘတ်အီတန်ဂိုဒါမေယာတို့နဲ့လှုပ်ဝှက်တွေ့ဆုံမှုတွေသုံးနှစ်ကြာပြုလုပ်ခဲ့ပါတယ်သူရဲ့ပြောကြားချက်အရအနောက်ဘက်ကန်တဲ့ဂျော်ဒန်မှာစစ်သားများရဲ့တိုက်ခိုက်မှုကိုတားဆီးရန်သူတတ်နိုင်သမျှစ조사အားထုတ်ခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်ကပြင်းထန်တဲ့ပြန်လည်တိုက်ခိုက်မှုတစ်ခုကိုခံနိုင်ရည်မရှိဘူးလို့သူတို့ကိုရှင်းပြခဲ့ပါတယ် သူတို့ကလည်းဒီချက်ကိုနားလည်သဘောပေါက်ပြီးဘယ်တော့မှအဲ့လိုတိုက်ခိုက်မှုမျိုးမဖြစ်စေရပါဘူးလို့ကတိပေးခဲ့ကြပါတယ်လို့သူကဆက်ပြီးပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ချက်အမှတ်228ကိုသဘောတူညီချက်ဖြင့်အတည်ပြုခဲ့ပြီးအောက်ပါအချက်များကိုပြစ်တင်ရှုံချခဲ့ပါတယ်။1966ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာအစ္စရေးဆိုရရဲ့လုပ်ရကြောင်းအသက်ဆုံးရှုံးမှုနဲ့ပြည်စည်းဥစ္စာတွေပြင်းထန်စွာပျက်စီးဆုံးရှုံးရခြင်းကိုကံကွယ်ရှုံချခြင်း အစ္စရေးဟာဂျော်ဒန်နယ်မြေကိုစနစ်တကျအစီအမံထားသောကြီးမားသည့်စည်ရေးပြုမှုချက်ဖြင့်တိုက်ခိုက်ခဲမှုပြုလုပ်ခဲ့ပြီးမှကုလသမဂ္ဂဗြိတိန်စာတမ်းနှင့်အစ္စရေးဂျော်ဒန်ပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ခြင်းဖြင့်ပြစ်တင်ဝေဖန်ခြင်းအစ္စရေးဟာစည်ရေးအရပြန်လည်တုံ့ပြန်မှုများကိုတီးမခံနိုင်ကြောင်းအကယ်၍ဒုတို့ပြုမှုမှုများအထမှန်ဖြစ်ပွားပါကလုံခြုံရေးကောင်စီကကုလသမဂ္ဂဗြိတိန်မှာဖော်ပြထားတဲ့အတိုင်း ပုံမှန်ထိရောက်တဲ့အရေးယူမှုများကိုပြန်လည်စဉ်းစားရန်လိုအပ်လာလိမ့်မယ်လို့ထပ်လောင်းလေးပြီးပြောကြားသွားခဲ့ပါတယ်။စာမှုရွာကိုကာကွယ်ခြင်းမရှိနိုင်တဲ့အတွက်ဂျော်ဒန်ပါလက်စတိုင်းနဲ့အာရပ်နိုင်ငံတွေရဲ့ပြင်းထန်သောဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဥစိန်ဘီရင်ရဲ့ PR တွေကြောင့်နိုဝင်ဘာလ20ရက်နေ့မှာတနင်္ဂနွေလုံးစီရေးရအရေးပေါ်ခြေအနေကြေညာခဲ့ပါတယ်။ ဒါပြင်ဂျော်ဒန်ဘရင်ဟူစိန်ကအီဂျစ်နဲ့ဆီးရီးယားတို့ကအနောက်ဘက်ကံကိုကာကွယ်ရန်ဖြတ်ခွက်ခဲ့ပြီးကုလသမဂ္ဂငြိမ်းချမ်းရေးတပ် UNEF ရဲ့အရေးအောက်မှာဘုံကိုနေခဲ့ကြတယ်လို့ပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်ဒီဆွဆွဲချက်ဟာ6ရက်ကြာစစ်ပွဲမတိုင်မီကအီဂျစ်နိုင်ငံမှာ UNEF တပ်တွေကိုထွက်ခွာစေရန် NASA ရဲ့ဆုံးဖြတ်ချက်မှာအရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ် ဒီစစ်စင်ရေးကစူအပ်အရေးခင်နောက်ပိုင်းမှာအစ္စရေးပါဝင်ခဲ့တဲ့အကြီးအမားဆုံးစီရေးလှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။စစ်စင်ရေးပြီးမှအစ္စရေးတို့မျောလင့်ထားတဲ့အတိုင်းနိုင်ငံရေးနဲ့တန်တမန်ကြီးရအကျိုးသက်ရောက်မှုတွေမရှိခဲ့ပေမဲ့လည်းဂျော်ဒန်ပရင်ဟူစိန်ကဂျော်ဒန်နယ်မြေအတွင်းမှာလက်နက်ကင်ကျန်းဖတ်တိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေရန်အတွက်တင်းတင်းကြပ်ကြပ်ဟန်တားကာကွယ်ခဲ့ပြီးနောက်ထပ်ပဋိပက္ခများမဖြစ်အောင်ပြင်းထန်ကြိုးပမ်းခဲ့ပါတယ်။အချို့သောတုံးသက်သူများကစာမူတိုက်ခိုက်မှုကို 1969စစ်ပွဲသို့ဦးတည်စေသောကျင်းမာမှုများရဲ့အစဖြစ်တယ်လို့ရှုမြင်ကြပါတယ်။အချို့ကတော့ပုံမှုတိုးတက်သောအမြင်ဖြင့်၎င်းကိုစစ်ပွဲမတိုင်ခင်ဂျိုတင်စစ်များရဲ့ပထမဆုံးခြေလှမ်းဖြင့်ရှုမြင်သုံးသပ်ကြပါတယ်။ Israel နဲ့ Syria ဆက်ဆံရေးကြတဲ့သမိုင်းပညာရှင် Orin ရဲ့သုံးသပ်ချက်အရဒီကာလမှာ Israel က Syria ရဲ့စင်စစ်မပြတ်ပြန်လည်မှုနဲ့ ကျူးကျော်မှုတွေကိုခံစားခဲ့ရတယ်လို့အပြစ်မဲ့ပတ်ဖြစ်ပုံပေါ်ထားပါတယ်။စီးရီးယားတပ်တွေကဂိုလန်ကုန်းပြင်မြစ်မှာအစ္စရေးကျေးရွာများဂါလီလဲအိုင်မှာရှိတဲ့ငါးဖမ်းသမားများပါဝင်အကြမ်းပစ်မှတ်များကိုအကြိမ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ထို့ကအစ္စရေးဘက်မှလည်းအပြန်အလှန်ပြစ်ခတ်တုံ့ပြန်မှုများပြုလုပ်ခဲ့ပါတယ်။1966ခုနှစ်မှာစီးရီးယားမှာအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်စီးရီးယားနိုင်ငံမှာပြုံးစုံပြီးတဲ့ဖတ်တာအဖွဲ့ရဲ့တိုက်ခတ်မှုတွေကပုံမှန်များပြားလာခဲ့ပါတယ်။ဒါပေမဲ့လည်း ဂျော်ဒန်ကအဓိကတိုက်ခိုက်မှုများဖြင့်ဆက်လက်ရှိနေစေဖြစ်ပါတယ်1969ဧပြီလ9ရက်နေ့မှာတော့အစ္စရေးကဆီးရီးယားကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့ချိန်ထိနှစ်နှစ်ခွဲအတွင်းမှာဆီးရီးယားနယ်မြေမှာစတင်တဲ့ဖက်တာရဲ့ထိုးစစ်တွေကြောင့်အစ္စရေးဘက်မှစစ်သား3ဦးသာအသက်ဆုံးရှုံးခဲ့ပါတယ်1966စက်တင်ဘာလမှာတော့အစ္စရေးစစ်ဦးစီးချုပ်ဇယက်ယာဘင်ကကျွန်ုပ်တို့ရဲ့တုံ့ပြန်မှုများပါ တိုက်ခိုက်သူတွေနဲ့သူတို့ကိုအားပေးတဲ့အစိုးရကိုဒါဦးတည်တင်တယ်လို့ပြောကြားခဲ့ရမှာဒီစကားကိုစီးရီးယားအစိုးရက သူတို့အားဖြုတ်ချရန်လှုပ်ဝှက်ကြံစီဖြစ်အတိတ်ပဲကောက်ယူခဲ့ပါတယ်။ဤချင်းနဲ့စီးရီးယားကာကွယ်ရေးစာချုပ်1966နိုဝင်ဘာလမှာတော့ဤချင်းနဲ့စီးရီးယားတို့ကအပြန်အလှန်ကာကွယ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဤချင်းနိုင်ငံသားရေးဝန်ကြီးမူရီရတ်ရဲ့ပြောကြားချက်အရဆိုဗီယက်ယူနီယံကဤချစ်ကိုဤစာချုပ်မှာပါဝင်ရန်နှက်ချက်အကြောင်းဖြင့် ဖြောင်းပြခဲ့ပါတဲ့အစ္စရေးစီးရီးယားကိုပြစ်ဒဏ်ခံမှုတိုက်ခိုက်တွင်အခွင့်အလမ်းကိုလျှော့ချရန်စီးရီးယားကိုအီဂျစ်သမ္မတနာဆာရဲ့တင့်တင့်မြတ်တာတဲ့ဩဇာလွှမ်းမိုးအောက်သို့ရောက်ရှိစေရန်စသည်လို့ဖြစ်ပါတယ်1969ဇန်နဝါရီလမှာတော့အစ္စရေးဂျမားရေးဝန်ကြီးအီတဂျေပါစီလိုင်းကအီဂျစ်ရဲ့ကာကွယ်ရေးစာချုပ်ကအခြေအနေကိုပုံပုံမဆိုးရစေနိုင်ပြီးတော့မိတို့အဆုံးသက်မိကိုမိသူမှအကျိုးတင်မမြင်နိုင်ခဲ့ကြပါလို့တတိပေးခဲ့ပါတယ် 1969ဖေဖော်ဝါရီလတွင်လန်ဒန်ခီးစဉ်အစ္စရေးနိုင်ငံသားဝင်ကြီးအဗာအီဘန်ကလန်ဒန်တွင်စာနယ်ဇင်းသမားများအစ္စရေးမျော်လင့်ချက်များနှင့်စိုးရိမ်မှုများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။သူကလေဗနွန်၊ဂျော်ဒန်နဲ့ United Arab Emirates နိုင်ငံလက်ရှိအီဂျစ်နိုင်ငံနဲ့အစိုးရတွေက ်အစ္စရေးနဲ့တက်တက်ကြွကြရင်ဆိုင်တိုက်ခိုက်ရန်ဆုံးဖြတ်တမ်းဟန်မရှိတော့လဲစီးရီးယားရဲ့ရန်လိုမှုကိုနှုတ်ပြောဆိုမှုစွန့်ပြတာကန့်သက်ထားနိုင်မလားဆိုတာမှမသေးချာကြောင်းရှင်းပြခဲ့ပါတယ်စီးရီးယားနယ်စပ်တွင်ဖန်တီးထားသောဒဲမားမှုများထိုကာလတွင်ကအစ္စရေးဟာစစ်မဲ့ဆုံး DMZ တခြားစီးရီးယားကိုတံပြန်နှောက်ချက်ရန်စနစ်တကျအစီအစဉ်များရေးဆွဲကောင်းထည်ပေါ်ခဲ့ပါတယ်ထို့တို့ပြုလို့ရမှာစစ်မဲ့ဆုံးတွင်ထွန်ဆက်များဖြင့်လေယာဉ်လုပ်ငန်းများကိုလောက်ကင်စီခြင်းနဲ့ပါဝင်ပါတယ် စီးရီးယားဘက်မှဒီလုပ်ရက်တွေကိုတုံ့ပြန်တဲ့အနေဖြင့်ထွန်ဆက်များကိုပြစ်ခတ်တိုက်ခိုက်လေရှိပြီးတော့အကြာခဏဆိုလိုအစ္စရေးကျွေးရများကိုလည်းကြောက်လုံးကြည်စံတွေနဲ့ပြစ်ခတ်လေရှိပါတယ်။အရေးပေါ်အခြေအနေတို့ဦးတည်လာခြင်း။ဒီအခြေအနေကအောင်ဝန်ကြီးရအနီးတောင်ဘက်စစ်မဲ့ဆောင်တွင်တန်ချက်ကထွန်ဆက်ဖြင့်လေယာဉ်လုပ်ငန်းများကိုလောက်ကန်ရန်အစီအစဉ်ဆွဲချိန်တွင်အရေးပေါ်အခြေအနေတို့ရောက်ရှိလာခဲ့ပါတယ်။ စီးရီးယားဘက်မှတုံ့ပြန်မယ်လို့ညွှန်မှန်းထားတဲ့အတွက်အစ္စရေးလီဒါကိုအရေးပေါ်အနေထားသို့ရှိနေစေခဲ့ပါတယ်။ဝင်ကြီးချုပ်အရှာကိုကအီစီစဉ်ကိုအတည်ပြုခဲ့ပါတယ်။ဒီနေ့တော့ 6ရက်တာစစ်ပွဲကြောင့်ပြပြနေခြင်းကိုဒီလောက်နဲ့ရန်နာခြင်းပါတယ်။နောက်လာမယ့်နေ့တွေမှာအပိုင်း2နဲ့အပိုင်း3တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုအားပေးနိုင်မှာကြောင့်လည်းထပ်လောင်းပြောကြားလိုပါတယ်။ယခုအချိန်ထိကျွန်တော်တို့ကိုအားပေးလာခဲ့တဲ့ပရိသတ်တို့အချင်းစီတိုင်းကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာ။